မင်းတဲ့ကိုနေမျိုးပါမင်္ဂလာပါကိုဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ညန်းတော့ပါဟုတ်ကဲ့ပါပွဲလေးဟာဟုတ်ကဲ့ဒီနေ့ကကျွန်တော်တို့ကုန်းမောင်ဆဲဘရင်ဆွေတော်မျိုးများအတင်အောက်မှာပြီးရန်ကုန်အတင်ကနေကြီးမှုချက်ပါတဲ့ရန်ကုန်မှာရှိတဲ့အိမ်တော်48မိစုံတွေ့ဆုံပွဲစပွဲပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါ အဲရှေ့မှာတော့ကျွန်တော်တို့ဝါဆိုသင်္ကန်းကတ်တို့တက်ကြီးပူဇော်ပွဲတို့ပါတို့အမြဲတမ်းနှစ်ဆင်တစ်နှစ်နှစ်ချိန်သုံးချိန်လောက်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီနှစ်ကတော့မတွေ့တာလဲလူကြီးကြီးကြပြီဆိုတော့လေအဲမိဆုံတွေ့ဆုံပွဲလေးလှုပ်ရင်းနဲ့ဝါဆိုကြလို့ရှိရင်ဝါဆိုသင်္ကန်းပွဲနဲ့အသက်80အထက်ပေါ့တက်ကြီးဝါကြီးအဲဘူတော့ဖွားရော်ရီကိုတက်ကြီးပူဇော်ပွဲ လုပ်ဖို့အတွက်ဆွေးနွေးတဲ့ပွဲလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟုတ်ကဲ့ပါပြန်ส่งတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအမှန်ပါလေဟုတ်ကဲ့ပါအဲ့တော့တောင်းဆိုရင်ကျင့်ကြောက်ရှိတာပါလေအဲဟိုကျွန်တော်တို့ခုကဒီအသင်းကတော့အင်္ဂလိပ်ခေတ္တရတည်ထောင်ထားတာပေါ့အင်္ဂလိပ်ခေတ္တရဟုတ်ကဲ့အင်္ဂလိပ်ခေတ္တရအဲဘေးဆွေတော်မျိုးတို့များအသင်းရန်ကုန်ပေါ့ကျွန်တော်တို့အိမ်နံပါတ်15ရှမ်းလမ်းမှာကျွန်တော်ခွားတွေပေါ့မင်းတို့မင်းကြီးတော်တွေ မင်းတဲ့ထိတ်ကောင်တရားနေပြီးဥက္ခရာလုပ်ပြီးတော့စတင်တီထောင်ခဲ့တဲ့အသိကြီးပေါ့ခုနောက်ပိုင်းကတော့ကျွန်တော်တို့ဒီခေတ်မှပြန်ရဲပြန်လဲတီထောင်လာတာပေါ့ဟုတ်ကဲ့ခုကတော့အဲ9နှစ်6နှစ်ဝင်ကျင်ရှိလာပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒီဘက်မှာပါလေတော့တော့အဲစီပဲဆွဲရပြီဟုတ်ကဲ့ဟိုဝါဆိုတင်ကန်းကပ်ပွဲနဲ့တကြီးပူဇော်ပွဲတတ်တော်ဝါရောကြီး80ထက်တည်တနိုင်ငံလုံးပေါ့ကျွန်တော်ရန်ကုန်မှာမဟုတ်ဘူးအဲအထက်ပပိုင်းမှာရှိတဲ့ ဘိုးဘိုးဘွားတွေပါပူဇော်တဲ့ပွဲလုပ်มาပါနောက်ပြီးတော့ကျွန်တော်တို့ခုငလင်ဘေးတင်တဘာဝဘေးတင်နဲ့ဆွေတော်မျိုးတော်အဲ33အိမ်အတွက်လည်းတင်ယုံ3သိန်းနှုံးနဲ့ကုညီပြီးတော့လှူဒန်းပေးပါတယ်နောက်လည်းအဲကျွန်တော်မန္တလေးနဲ့စခိုင်းပေါ့မန္တလေးစခိုင်းမှာရှိတဲ့ဆွေတော်မျိုးတော်တွေပေါ့ဟုတ်ကဲ့ပါစခိုင်းမျိုးပေါ့အဲ့ဒါဆိုဆွေတော်မျိုးတော်တွေကပုံများတယ်ပုံများတယ်ပုံများတယ်ရန်ကုန်ကတော့48အိမ်ပြည်ပဲရန်ကုန်မှာလည်းကျွန်တော်တို့တွက်ကြည့်ရင်ဆွေတော်မျိုးတော်အရာကြီးရှိပါတယ် အဲ900အထက်ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီလိုမျိုးတွေအဲတမှုနဲ့တူပေါ့နော်ဟုတ်ကဲ့ဟောပါတာတွေဟုတ်ကဲ့ဟုတ်ကဲ့ဒီလို audience ကဆက်ဆံကြတာဟုတ်ကဲ့ဒါလေးထားတယ်ဒီလိုလေး လုပ်ထားကြတယ်ဘယ်လိုလဲစစ်တယ်ဟာချစ်ချစ်ခင်ရှိပါလေဒီဒီစစ်စားလေးဟုတ်ကဲ့အဲ့လိုပြန်ဖြစ်အောင်ရင်းနီးဒီဆိုတော့မျိုးတော်ရဖြစ်အောင်အမြဲတမ်းစုံပြီးတော့လေအဲတက်ကြီးပူဇော်ပွဲလုပ်တယ်အခုလိုမိတ်ဆုံစားပွဲတွေလုပ်ပြီးတော့အမြဲတမ်းတရားတရားရင်းနီးဒီမကင်းကွာအောင်ပေါ့အိမ်တော်တွေမကင်းကွာအောင်ပြန်ပြီးတော့ကျွန်တော်တို့စူးစမ်းပြီးတော့စီစဉ်နေပါတယ်ဆိုတော့မျိုးတော်ရအကုန်လုံးခုတဘာဝဘေးတွေတင်းတဲ့အချိန်တွေဒုက္ခရောက်တဲ့အချိန်တွေလူငယ်တွေပေါ့စသည်ဖြင့်အကုန်လုံး ဒီပညာရေးစီးပွားရေးအစားအကုန်လုံးပြည့်ပြည့်စုံဖြစ်အောင်ဆောက်ရှောက်ဖို့အတွက်ကြိုးစားနေပါဟုတ်ကဲ့ပါဒီနေ့ပွဲတော်မှာဘာဆိုနေရှိလဲဒီနေ့ပွဲကတော့အခုဝါဆိုတင်ငန်းကပ်ပွဲနဲ့တက်ကြီးပူဇော်ပွဲအတွက်ဆွေးနွေးတိုင်ပင်ပါမယ်ထပ်ပြီးတော့လိုအပ်တဲ့ငလင်ဘေးတင်သဘာဝဘေးတင်ဆွေတော်မျိုးတော်တွေထပ်ထောက်ပံ့ဖို့အတွက်ထပ်ပြီးတော့ဆွေးနွေးတိုင်ပင်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့တက်ကြီးပူဇော်ပွဲကြတော့ဟုတ်ကဲ့မင်းသားမင်းသားတဲ့အတိုင်း ဟုတ်ကဲ့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 ဟိုအရင်နာခလိုက်မှုမှာကျင်းပတဲ့ပွဲလိုပဲခံခံနာနာကျင်းပမှာပါဟုတ်ကဲ့ထပ်ပြီးတော့ရက်ကိုရွေးပါပါဒီနေ့ဟုတ်ကဲ့ဟုတ်ကဲ့အခုလေနာခလိုက်မှုမှာပဲဟိုခုနှစ်သားသမီးတွေကဲ့တင်နေပါတယ်စေကန်းရှိပါတယ်ဟုတ်ကဲ့ပါအဲလေးနှစ်ရှိပါပြီ။ဒါကနိုင်မှာပဲဆက်ပြီးတော့ဘယ်လိုရောပါလဲတော့လေးကခုပြည်အဲဟိုစာကင်ဆာဘီဘိုးစီဘိုးအရှိုက်ပြီးပေါ့ဆေးဝါးမရရဲ့လူနာတွေပေါ့အကုန်လုံးကယ်ပေးပါဟုတ်ကဲ့ပါ အဲဟို7နာရီကနေညနေ6နာရီအထိပါတင်းလာနေပြိတ်ပါလေဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဖုန်းဆက်သွယ်ပြီးလာလို့ရပါတော့ဟုတ်ကဲ့ပါအဲ6 6 6တုံးလုံး1တုံးလုံး3ပါဟုတ်ကဲ့ပါအခုဒီပွဲနဲ့ပတ်သက်ပါလေဖြည့်ဆက်ပေးရင်ဒီဘွဲကတော့ဆွေတော်မျိုးတော်တွေအဲမတွေ့ရလဲကြာတဲ့အတွက်တွေ့ရတဲ့အတွက်အရန်ဝင်းတာဝင်းတာမိပါတယ်နောက်ပြီးတော့ဒီလိုကလဝိတ်ခမဆောင်မှာကျင်းပလိုက်တာလဲဆွေတော်မျိုးတော်တွေရဲ့ ဟိုအကောင်းဆုံးနေရာလို့ထင်မှတ်ပါတယ်ဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်တို့ဝါစုသင်္ကန်းကပ်ပွဲနဲ့ဒီတက်ကြီးပူဇော်ပွဲအတွက်လုပ်ဖို့အတွက်လည်းဒီခန့်ခန့်နန်းနာဖြစ်အောင်နောက်ဆွေတော်မျိုးတော်80ထက်အဖိုးဖွားတွေတယောက်ကိုအနည်းဆုံးသသိန်းကျော်ထိသသိန်းဝန်းကျင်ထိအဲတူတန်းတန်းအောင်ကြိုးစားဖို့ရည်စူးထားပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်မျိုးတော်ကအဲကျွန်တော်ကဒီဂုံးမောင်ဆဲဘရင်ဆွေတော်များအတင်း ဲအောက်ပါမပြီးရန်ကုန်မှာဒုက္ခရာအဖြစ်တာဝန်ယူတာပါတယ်ဟုတ်ကဲ့ပါအဲကျေးဇူးတင်ပါတယ်မင်္ဂလာပါဟုတ်မင်္ဂလာပါအာနံပါတ်လေးနဲ့ဒီဆိုတော်မျိုးတော်များအဲ့မှာဘလို့တောင်းထားဆောင်တာလဲဟုတ်ကဲ့ဒီဆိုတော်မျိုးတော်များမှာဘလို့လေးမျိုးတော်ဆက်တယ်ဒါလည်းမိတ်ဆက်တွေပါဟုတ်ကဲ့ပါတော်ထရီသိမ့်လို့ခေါ်ပါတယ်ဟိုကဒီမှာဥက္ကဋ္ဌအနေနဲ့တာဝန်ထမ်းဆောင်ပါတယ်။တိဘောမင်းရဲ့ညီဘရောမိထီလာစုဖျားရဲ့ဒါနေပါစင့်သက်တာပါ။ ဟုတ်ကဲ့ဟုတ်ပါဘောမင်းတို့ဖုန်းတော်ကြီးပြားနေဆိုရင်တော့တီတော်ပါတယ်ဒီဘောဖုန်းတော်ကြီးပြားနေဆိုတော့မြစ်တော်ပါတယ်အဲ့လိုဟုတ်ကဲ့တော်တော်အမျိုးကြီးဆက်တာပါဟုတ်ပါအဲ့အဲ့လိုကတော့အမေကြီးဖြစ်နေလက်ထက်လားဒီဘောမင်းညီဘရောလက်ထက်မှာပဲအဲ့ဒီဟိုပါပါရမုံသွားတာပါဒီဘွယ်ကိုဘလို့ရကြတဲ့ဘလို့စိတ်ကူးနေတဲ့လုပ်ဖို့စိတ်ဟုတ်ကဲ့ဟိုဘောမတွေးဆုံတာကြာပြီဖြစ်တဲ့ဒီဆွေတော်မျိုးတော်တွေကိုဒီမှာတွေးဆုံပွဲလုပ်တာပါနောက် ဟိုပေါ့ဘာဆိုသင်္ကန်းကလည်းနှစ်ဆင်ဆက်ကပ်ပါတယ်။အဲဒီဘာဆိုသင်္ကန်းနဲ့တက်တော်ကြီးပူဇော်ကြတော်ဝဲအတွက်ကိုဒီမှာညှိနှိုင်းတိုင်ပင်ဆွေးနွေးကြဖို့ဒီပွဲကိုလုပ်ဖြစ်တာပါ။ဟုတ်ပါဒီမှာကြတော့အာတက်တော်ကြီးရဲ့ဆွေးတော်မျိုးတော်ကြီးကိုရောက်။ခုနဆိုဟိုပေါ့ပုံစံဟုတ်ပါဟုတ်ပါဟုတ်ကဲ့ဟုတ်။အဲ့ဒီလိုလေးတွေအပြင်ကိုနောက်ထပ်ကိုဆွေးတော်မျိုးတော်တွေစုစုစည်းစည်းနဲ့တွေ့ရတယ်ဒီပြည့်ဆိုဘယ်လိုလဲဖြစ်မလဲ။ဟောရမ်းဝင်တာပါလေ။အဲ့လိုမျိုးဖြစ်အောင်လဲဒီမှာစုစည်းထားတာပါဒီ။ဟုတ် ဒီဘက်နဲ့ပတ်သက်ပြီးဘာလို့ပြောပြခြင်းတယ်လဲအဲ့လိုတော့မရှိပါဘူးဒါပေမဲ့ဒီအသိရဲ့လှုပ်ဆောင်ချက်ကလေးပေါ့နော်တစ်ချက်ကဟိုပါဘောနှစ်စင်ဒီဟိုပါဘောအကြောင်းကြောင်းကြောင်းမတွေ့ဆုံဖြစ်ကြအောင်ပေါ့ဒါပေမဲ့ဒီအမှုဆောင်ဖွဲ့ရနေပြီးတော့မှဟိုပါဆိုသင်္ကန်းကိုလည်းနှစ်စင်ဆက်ကပ်ခဲ့ပါတယ်မြင်းလုံးဖုံးတော်ကြီးပြရဲ့မတ်တပ်ကပ်ပါကိုလည်းရည်စူးပြီးတော့ဒီရန်ကုန်နဂယုံကျောင်းတိုင်မှာစွန့်ဆက်ကပ်ခဲ့ပါတယ်နောက်မန္တလေးမတ်တပ်ကပ်ပါကိုလည်းလှမ်းပြီးတော့ငွေဟိုပါလှူခဲ့ရပါတယ်နောက် မန္လေးဓမိကရာမှာရွှေချင်းကျောင်းကြီးထဲမှာမင်းတို့ဖုန်းတော်ကြီးဖျားဟိုဟာတီထားတဲ့ကျွန်းကျောင်းရဲ့ထီတော်တင်ပေါ်ရေဆက်ချပွဲကိုလည်းဒီကနေပြောမှလှူဒန်းခဲ့ပါတယ်။နောက်ကျမ်းမာရေမကောင်းတဲ့တက်တော်ကြီးတဲ့အဲ့အဖိုးဖွားများကိုလည်းဥကတော်ဆက်ငွေကတော်ခဲ့ပါတယ်။နောက်ပြီးတော့ငလင်ပေါ့အခုလောလောဆယ်ငလင်ဆိုလို့ရှိရင်ငန်းလေးမှာငလင်ထိထားတဲ့ဒီဆွေတော်မျိုးတော်တွေကိုအတင်းရနေပြီးတော့မှကုညီထောက်ပံ့ခဲ့ပါတယ်။ 好，感谢你啊。